မိတ်ဆွေများအားလုံးမင်္ဂလာပါဆရာကတော့ပုံနဲ့တော့နှက်ခတ်ပေးတဲ့ဆရာပြမနာတိတ်တိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့တနင်္လာနေ့နံဖွာဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ပုံနဲ့တော့နှက်ခတ်ပေးတဲ့တလစာဟောစနံလေးဖြစ်ပါတယ်2025ခုဇွန်လ6လပိုင်းအတွက်ကောစာနှက်ခတ်ကြိုရာတိခွင့်အရာတနင်္လာနေ့နံဖွာသာသမီများခင်ဗျာအခု6လပိုင်းရဲ့ဒီလလေထီအောင်ပေါ့နော်တနင်္လာသာသမီတို့တန်းကန်စာတာအာဆန်းလက်အာတိုးတက်ဖြစ်ထွန်းနေတာဖြစ်တဲ့အတွက် လုပ်ငန်းကိစ္စအဝဝမှာပုံပင်ကြောင်ကြားဆိုင်ဆရာမလိုပဲနဲ့အဆင်ပြေချောမွေနေတဲ့ကန်စားတာလေးဖြစ်နေပါတယ်6လပိုင်းတရက်နေ့ကနေ14ရက်အထိတိုင်အောင်အင်ချန်မြေလုပ်ငန်းညရာအယောင်းထွက်လို့ခြင်းကိစ္စတွေမှာကြာရေးသားသမီးတွေနဲ့စီဝဘက်ဖြစ်လို့တွဲဖက်ပြီးတော့လှုပ်ဆောင်လို့ရှိရင်အထူးအောင်မြင်ရတတ်ပါတယ်ကြံနေနံတွေနဲ့လည်းတင့်တော်ပေမဲ့အင်္ဂါဓာတ်နံတွေနဲ့ပတ်သက်လို့ရှိရင်အကျုံးညံ့ရတတ်ပါတယ်စက်ပစ္စည်းကားယင်တလာလုံးအဝင်မတော်ပါဘူး အရှိတောင်ရက်ကိုခီးတို့ခီးရှည်ညအိညက်နဲ့ခီးထွက်ခြင်းလုံးဝမသိမ့်တော်ပါဘူးအင်္ဂါနဲ့နဲ့ပတ်သက်လို့တလလုံးအញ្ញံဘက်မှာဖြစ်ပါတယ်ပညာရေးကန်စတာအနေနဲ့တလလုံးအញ្ញံဘက်ကိုဥတည်နေတဲ့အတွက်ပညာဉာဏ်ကိုမှီးပြီးတော့လောက်ကင်သူများယာဒုဌာနန္တရကိစ္စတိုးတက်လို့တဲ့တနင်္လာနေ့နံသာသမီတွေအတွက်ဒီလရဲ့ကန်စတာအားကအပြော့မင်းမိန်နေတဲ့အတွက်စိတ်မရှိခြင်းစိတ်ရှုပ်ထွေးမကြည်မလင်ဖြစ်ခြင်းမအောင်မြင်ခြင်းတွေဖြစ်ရတတ်ပါတယ် ဒီအတွက်အဆောင်ရတရားအနေနဲ့ခရီးပွင့်ဒါမှမဟုတ်လို့ရှင်ခရီးရွက်15ရွက်စောင်းယူစူးစမ်းမှာပြင်ပမှန်မှန်စူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအဆောင်ဓာတ်အကူအညီနဲ့ရယူနိုင်မှာဖြစ်ပါတယ်။တပားသူကလည်းကောင်းချင်းဒါမှမဟုတ်လို့ရှင်ငချိတ်ပါတဲ့မုတ်တမျိုးမျိုးကျွေးတာဒါမှမဟုတ်လို့ရှင်လူတာစသဖြင့်ပြုလုပ်ပေးပါ။အခြေရေးကန်စားတာအိမ်နောင်ရေးကန်စားတာမှာစမ်းကြတတ်တဲ့အခါကာလမလို့အပြောအဆိုအပြုအမူတွေတတိထားတင်ပါတယ်။ အဓိကသတိပြုရမှာကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကစနေနေ့နံသာသမီဖြစ်နေကြလို့ရှိရင်ကွက်ပြက်တာပျက်စီးတာမျိုးဖြစ်ရတတ်တာမို့ဂယုစိုက်ဖို့ဆရာအကြံပေးပါရစေတလနေ့နံသာသမီကိုဝန်းဆောင်အမျိုးသမီးများအတွက်ဒီလာတဲ့မိဖွားမယ်ဆိုလို့ရှိရင်အနောက်တောင်အရက်မှာရှိတဲ့စေယုံစေပေငန်းမျိုးရှောင်ရှားတင်ပါတယ်တဲ့နာနေနံသာသမီတွေရဲ့ဘုံကြီးအရက်လည်းဖြစ်တာမလို့နတ်ခတ်ဇာတာအရာလည်းဒဏ်ရန်ဖြစ်နေတာမလို့အခုလိုဆရာအကြံပေးရတာဖြစ်ပါတယ်။တနည်းအားဖြင့်ဘုံမိဆိုတာမတန်သော အရာထားရနေရလို့ညွှန်းဆိုတဲ့အတွက်ဘုံမီးရက်ကိုရှောင်ဖို့ဆရာအကြံပေးတာဖြစ်ပါတယ်။ကျမ်းမာရေးကန်စားတာမှာ6လပိုင်းတစ်လလုံးတာမန်အားဖြင့်ကောင်းမွန်နေပြီးတော့ကန်စားတာဂျိုအနောက်ရှက်ကင်းလွတ်နေပြီးတော့ယောဂအခန်းရှိသူများအဖို့เนาะတတိထားရဖို့ရအတွက်အသည်အဆုပ်စသဖြင့်သွေးနဲ့ပတ်သက်တဲ့ယောဂတွေနှလုံးသွေးတိုးเนาะ ယောဂါမျိုးတွေနဲ့ပတ်သက်လို့ရုတ်တရက်စေယုံစေပေးကန်းစေယုံတက်ရတာမျိုးတွေတနင်္လာနေ့နံသာသမီတွေမှာပေါ်တတ်ပါတယ်အဓိကသတိထားမယ့်ကာလကတရက်နေ့ကနေ14ရက်နေ့အတွင်ဖြစ်ပါတယ်ကျမ၏ကန်စာတာမှာ15ရက်နောက်ပိုင်းမှာအညံ့မရှိဘူးလို့ကောစာဂျုံနက်ခအပြောင်းလဲတွေကဖော်ပြနေပါတယ်။လူမှုရေးရာကန်စာတာမှာကန်တက်တဲ့အခါကာလဖြစ်ပါတယ်။တနင်္ဂနွေနေ့နံသာသမီတွေနဲ့တွဲဖက်အပြန်အလှန်အကျိုးပြုပြီးတော့စက်တရေတိုးခြင်း ဩဇာတက်ရောက်ခြင်းအောင်မြင်ခြင်းလူအများကြားမှာဂုံချက်တရေတိုးရခြင်းနော်မျက်နာပွင့်လန်းရခြင်းကြော်စိုးရခြင်းစသဖြင့်ဂုံတရေတက်ရတက်တဲ့အခါကာလဖြစ်ပါတယ်အရှိအရက်ကနေလဲကောင်းတဲ့င်းနေကြားတက်ပါတယ်6လပိုင်းအတွက်ကံအကျိုးပေးအကောင်းနဲ့ကနန်းတင်ချာအနေနဲ့3 5 6ဖြစ်ပါတယ်အဲ့ဒီကနန်းတွေကိုစာရွက်အဖြူတွေရဲ့ပုံမှာ shopping လေးနဲ့ကိုယ့်ရဲ့ရေးပြီးတော့မှာကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်မှာ ငွေချေးထားရနေရာမှာငွေတွေနဲ့အတူအဆောင်ရတရာအဖြစ်ထားကြည့်စေလိုပါတယ်။ထုံငွေများမြဲခြင်းเนาะအကျိုးတစုံတရာမရှိဘဲကုန်ချင်းနေရာနဲ့ကာကွယ်နိုင်ပါလိမ့်မယ်။လက်လာပါကံပွင့်လက်ပွင့်နာမျိုးတွေလည်းကြုံရပါလိမ့်မယ်။ပြီးတော့ဒီကနန်းတွေကိုငွေချေးကိစ္စစာရုပ်စာတမ်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာအမြန်အစွန်များလိုတဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့သေသေးချာချာအသုံးချကြည့်ပါမိမိကုသိုလ်ကံအပေါ်မူတည်ပြီးတော့အကျိုးစီးပွားများတန်အကျိုးပေးအားကောင်းတာလေကိုယ်တိုင်ကြုံရပါလိမ့်မယ် ထိုစာရွက်အပိုင်းစာလေးများကို6လပိုင်းကုန်တဲ့အခါအဆောင်ရတရားပြည့်စည်ဖြစ်တဲ့အတွက်တန့်ချင်းတန့်ရှင်းတဲ့မြေချောင်းစတဲ့ရေရှင်မှာဆုံးရမှာဖြစ်ပါတယ်။တနင်္လာနေ့နံသာသမီတွေအတွက်6လပိုင်းအတွက်အထူးရတရားအနေနဲ့မိမိရဲ့နေ့နံဖရာအရှိရဖရာဒါမှမဟုတ်လို့ရှိရင်မိမိရဲ့အိမ်ဖရာမှာကန်းတော်15ညွတ်ဇီးညွတ်10ညွတ်တွဲပြီးတော့ကတ်လူပေးပါလှူဒါန်းရမယ့်အချိန်ကာလအနေနဲ့မနက်9:00နာရီကနေမနက်10:00နာရီခွဲအတွင်းလှူပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့်2ရက်နဲ့6ရက်နဲ့16ရက်23ရက်နဲ့30ရက်တနင်္လာနေ့တွေမှာအထူးကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။စွန်းတော်အနေနဲ့ကိုအစဉ်ပြေရာကတ်လူလူဒန်းနိုင်ပြီးတော့တောက်တော်ရီ၈ခွက်လူပေးရပါမယ်။ဖြောင်းတိုင်း၈တိုင်းအမွေးတိုင်း၈တိုင်းမိထုံးပူဇော်ပေးရပါမယ်။နက်ခတ်ရတရားတွေဖြစ်တဲ့အတွက်ဓမ္မီအောင်ဓမ္မရှုပ်ထွေးအောင်တေချာစီစဉ်ပေးထားရတဲ့အတွက်ဒီရတရားတွေကဖြစ်မြောက်အောင်မြင်ရဖို့အလားအလာကောင်းပါတယ်အဆင်ပြေပါတယ်ဒီတော့ကြတော့ဟို ဓာတ်မိအောင်လို့ဒီရတရားတွေပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဟာမရလို့ဟိုဟာမရလို့ပေါ့နော်တခြားဟာလူလို့ရလားအဆင်မပြေပါဘူးနော်ကြိုတင်စီစဉ်ထားလို့ရှိရင်တော့ဒီဆရာညွှန်ပေးတဲ့ဓာတ်ရတရားတွေကဖြစ်မြောက်အောင်မြင်ရဖို့ရှိပါတယ်ဆရာစီမှာနက်ခတ်ကန်စားတာတွက်လို့သူများ စီဝါရေးအခြေရေးအိမ်ဆောင်ရေးကျန်းမာရေးပညာရေးလူမှုရေးကိစ္စအဝါးနဲ့ပတ်သက်ပြီးတော့အနေနဲ့အရေးရကဖုံးဆက်ပြီးတော့မင်းမြတ်လိုတဲ့လူတွေအတွက် ဓာတ်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းလိုပါက3096611904ဖုန်းကိုဓာတ်ရိုက်တော်လကောင်းเนาะ Viber WhatsApp တွေကနေတော်လကောင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ညံမူစော်ကကို1000ကျပ်စရာတက်မှတ်ထားပါတယ်ဟောကန်လိပ်စာကတော့35လမ်းနဲ့83လမ်းတောင်ချမ်းရည်တာဆန်မြို့နယ်ဘော်ဒီကောင်ပုံနှံစုမန္တလေးမြို့ဖြစ်ပါတယ် တနင်္လာနေ့နံပွားမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတော့6လပိုင်းတလာလုံးမှာဘေးဘရာခတ်သိမ့်အပူခတ်သိမ့်ကင်းရှင်းကြပါစေလို့ဆရာဆုတောင်းရင်းနဲ့တနင်္လာနေ့နံဟောစရံလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်မိတ်ဆွေများအားလုံးကိုကျမ်းသာစိတ်ချမ်းသာပြီးကောင်းကျိုးတွေရများအားလုံးပြည့်ကြပါစေခင်ဗျာ